အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့အနေနဲ့ Resource Management စနစ်အစ်အကြောင်းကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါလိမ့်ဒီအနေနဲ့တင်ဖုန်းမှာ Story မလုံလောက်တာကြောင့် Safe PC ကဲရပူပါသလားဒါမှမဟုတ်နောက်ကမှ Mobile Legends ပန်ပန်ကို73 mode drop မလောက်တော့မှာကို Safe ပူကဲရပူပါသလားစိတ်မပူပါနဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာဖြည့်ရှင်းဖို့နီးလန်းရှိနေပါပြီဂိမ်းထဲကိုဝင်လိုက်ပြီးအပေါ်ညာဘက်တောင်းမှာရှိတဲ့ Setting Cloud ကိုနှိပ်ပြီး Resource Management စာမျက်နှာကိုတွေ့ပါ ဒါဒီမှာတော့တင်းနေတဲ့ game ရဲ့ result file အားလုံးကို session 3ခုအနေနဲ့ပိုင်းထားတာတွေ့ရမှာဖြစ်ပါလိမ့်။ session တစ်ခုချင်းစီတိုင်းမှာ cobine result module တွေပါဝင်ပြီးတော့အရင်ကနေပြီးတင်းနေတဲ့ download လုပ်ဖို့ download ဖြတ်ဖို့အတွက်သတ်မှတ်ထားတဲ့ result pack တွေကိုရွေးချယ်နိုင်ပါလိမ့်။ result download လုပ်ခြင်းကိုစတင်ဖို့အတွက် download click ကိုနှိပ်ပါ။တင်းရဲ့ download လုပ်ခြင်းခြေနေကိုအသေးစိတ်ချက်လက်မှာပြသသွားမှာဖြစ်ပါလိမ့်။ဘလိုအပ်တဲ့ result တွေကိုဖယ်ရှားပြဖို့အတွက် delete click ကိုနှိပ်ပါ။ result တွေကိုဖြတ်ဖို့မလုပ်ခင်မှာ before and after ကိုတင်ချစစ်ကြည့်ပါ။ တင်ရခင်းကစားခြင်းတွေးကြုံပေါ်တည်အောင်မှုရှိခြင်းကိုအနည်းဆုံးဖြစ်စေဖို့အတွက်တင်ပိုင်တဲ့ resort တွေကိုမဖြတ်ဖို့ဆိုရဲရွေးချယ်ကြရလိမ့်ရှိပါသေးတယ်။ Module resort တစ်ခုချင်းစီရဲ့ရွေးစားနဲ့သူတို့ရဲ့ခင်းကစားခြင်းအတွေ့အကြုံပေါ်တည်အောင်မှုကိုပိုကောင်းမွန်စွာနားလည်စေဖို့အတွက်ပိုများတဲ့သေးစိတ်ချက်လက်တွေကိုကြည့်ရှုဖို့အပေါ်ညာဘက်တောင်းကိုနှိပ်ပြီး story space နဲ့တင်းအတွက်ဂိမ်းတွေးကြုံကြားကအကောင်းဆုံးပြချေဖြစ်မှာကိုရှာပါ။ ဒါပြင်ကျွန်တော်တို့အနေနဲ့ main interface မှာ download အချက်အလက်ပြသခြင်းကိုလည်း update ပြုလုပ်ပေးထားပါသေးတယ်။ display အသစ်မှာ resource စစ်ဆေးခြင်း download လုပ်ငန်းစဉ်နဲ့အခြားဆက်ဆက်နေတဲ့အချက်အလက်တွေအတွက်ပိုကောင်းမွန်တဲ့ icon တွေနဲ့အသေးစိတ်ဖော်ပြချက်တွေပါဝင်ပါတယ်။ဒီအနေနဲ့ resource management စာမျက်နှာကို display မှာနေလဲဓာတ်ရိုက်ဖွင့်နိုင်ပါသေးတယ်။နောက်ဆုံးအနေနဲ့ဒါကတော့မကြာမီမှာလာမယ့် feature တွေအတွက်အမည်လေးတွေပဲဖြစ်ပါတယ်။ တို့တို့အနေနဲ့အနာဂတ်မှာသင် download လုပ်ပြီးသား resource pack တွေကို device တစ်ခုကနေနောက်တစ်ခုစီမိသည် cellular data ကိုမှမသုံးဘဲဓာတ်ရိုက်လွှဲပြောင်းသွားနိုင်မှာဖြစ်ပါလိမ့်။ဒီ feature ကလူတိုင်းကိုဂိမ်းထဲဝင်ပြီး joystick ခံစားတာပိုလွယ်ကူသွားအောင်လုပ်ပေးနိုင်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်။နောက်ပြီးဒါကတော့ကျွန်တော်တို့ရဲ့ resource management မိတ်ဆက်ချက်အကုန်ပဲဖြစ်ပါတယ်။နောက်တစ်ချိန်မတိုင်ခင်ကျွန်တော်တို့အနေနဲ့ plan တော့တောင်းမှပြန်ဆောင်ကြတာပေါ့။